ကိုမင်းကိုထားခဲ့တဲ့အချိန်မှာဘလို့နေခဲ့လဲကိုပုံဝင်လင်းလင်းပဲမေးမယ်ကွာမင်းတခြားသူတယောက်နဲ့အတူတူနေခဲ့ရလားဆိုင်းမော်ရဲ့အမေကြောင့်ခင်မရည်နဲ့ဒိန်းကြီးနဲ့ဖြစ်သွားတယ်ပြီးတော့အန်အောဝန်းနေတဲ့အမူရာကသူ့မမျက်နာမှာအတိုင်းသားမြင်နေရပြီးခဏလောက်ငြိမ်ကြသွားတယ်အဲဒီနောက်သူအယားယားကိုရင်ဆိုင်မှုသူ့ယောက်ျားအပေါ်ရိုးသားဖို့ကိုပဲရေးချိန်လိုက်ပြီးတော့အကုန်လုံးကိုအမှန်အတိုင်းပြောပြလိုက်တယ် ရှင်မလို့ကျမပေါ်အဲ့လိုလုပ်ရရတာလဲ။ဘာလို့ကျမပေါ်ဖောက်ပြန်ရတာလဲ။ကျမမှာဘာပြစ်တွေချွေရင်းချက်တွေများရှိနေလို့လဲ။ဆိုင်းမွန်ဆိုတဲ့အမျိုးသားတဦးဟာခင်မဆိုတဲ့သူ့ရဲ့တရားဝင်လက်ထပ်ထားတဲ့ဇနီးတဲ့နောက်ွယ်မှာတခြားမိမတယောက်ဖြစ်တဲ့လှရင်နဲ့ဖောက်ပြန်ခဲ့ပါတယ်။လှရင်က ချောလာသလို ရီးစားလဲအထယ်လေးတွဲတက်တဲ့သူမျိုးပါ။ဆိုင်းမွန်ဟာလှရင်နဲ့ဖောက်ပြန်ပြီးတော့မကြခင်မှာပဲ။လှရင်မှာသူနေရတဲ့ကိုဝင်ရှိနေပြီဆိုတော့ကိုလှရင်ပြောပြလို့တည်လိုက်ရတယ် ဒီအခါလှိုင်ရင်မိဘတွေကဆိုင်းမကိုခေါ်ကားသူ့သမီးကိုတာဝန်မယူရင်တရားစွဲမင်းထောင်ချမယ်ဆိုပြီးတော့ချိန်ချောက်ကြတာကြောင့်ဆိုင်းမအကြက်တွေ့သွားရပါတယ်။ဒါနဲ့ပဲသူ့မှာနောက်ဆုံးနီလန်းဖြစ်တဲ့သူ့ဇနီးတဲ့ခင်မကိုဖိန်ပြောပြီးသူ့ကိုနားလဲပေးဖို့တောင်းမယုံမဲရှိပါတော့တယ်။ခင်မဟာသူ့ယောက်ျားကိုအယမ်းချစ်ပြီးတော့ဆိုင်းမကသူ့ကိုဘယ်တော့မှတက်စာမဖောက်လောက်ဘူးလို့ယုံကြည်နေခဲ့တဲ့သူပါ။အခုလိုဆိုင်းမစီကစကလုံးစိမ့်စိမ့်တွေက တယေဂျိုဘူးသူ့နားရီလောင်းချသလိုကြားလိုက်ရတယ်။ပြီးတော့သူ့ယင်ဝါကိုမိစားနဲ့ထိုးသလိုတေမတက်နာကျင်ခန်းစားနေလိုက်ရတယ်။သူ့ယောက်ျားကဖောက်ပြန်ရုံနဲ့မဟုတ်ဘဲနဲ့ကလေးပါရသွားတာကြောင့်သူ့ကိုယ်တော်စွန့်ပစ်ခဲ့တော့မှာမို့နားလည်ပေးပါတဲ့။သူဘလို့အင်အားနဲ့မြောင်ခွင့်ပြုနိုင်ပါမလဲ။အခုတော့လက်မခံခြင်းပဲမဲ့လက်ခံရတော့မယ်။မကြံခဲ့ခြင်းပဲမဲ့ကြံခဲ့ရတော့မယ်။ဒါကြောင့်နောက်ဆုံးသူ့ယောက်ျားကိုချက်လွန်တာကြောင့်သူ့ပဲယင်ွယ်ခံပြီးတော့ ကြံရိတ်ခဲလိုက်ဖို့သာသဘောတူလိုက်ပါတော့တယ်။ဆိုင်မော်ကတော့သူ့ရဲ့နောင်မင်းမနဲ့အေးချမ်းစွာနေထိုင်ခဲ့ပြီးနောက်ဆုံးတာဦးလေးကိုရရှိခဲ့ပါတယ်။အဲ့ဒီအချိန်ထိ သူ့ဘဝမှာဘာစိုးရင်ကြောက်ကြစရာဘာစိတ်အနှောက်အယှက်မှမရှိခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့သူလုံးဝမမျှော်လင့်ထားတဲ့ပြဿနာကဆလာခဲ့ပါတယ်။ဘာလဲဆိုတော့သူတို့ရဲ့အရင်သွေးလေးဟာ တနည်းတခြားအသားပုပ်ပုံမဲလာလို့ပါပဲ။တလာပြီးတလာကုံဆုံးလာတဲ့အခါ ပို့လို့တော့မှသိတာလာခဲ့ပါတယ်။ဒါကြောင့်သူဟာတဖြည်းဖြည်းစိတ်ထဲမှာမတမတာဖြစ်လာခဲ့။ဒါပြင်ရွာသူရွာသားတွေကလည်းဒီကိစ္စအပေါ်မှာသူ့ကိုအတင်းအဖြစ်ပြောကြဆောင်းမြောင်းပြောလာကြတာတွေလည်းရှိလာခဲ့ပါတယ်။သူလည်းတန်တရားတော့ဖြစ်ခဲ့မိပေမဲ့အချင်းအတိုင်းတာတစ်ခုအထိဘာမှမပြောဘဲဒီအတိုင်းပဲရင်ငုံနှုတ်ပိတ်နေခဲ့ပါတယ်။နောက်ပိုင်းအချင်းတွေက ပူရောင်ဆိုးလာပါတယ်။သူ့မှာအပြင်းအထန်မထွက်ရလောက်အောင် မင်းစင်နဲ့အမြောက်စိတ်ဆင်းရဲနေခဲ့ရပါတယ်။ဒီနေ့လေဖွားခင်ကသူ့နဲ့လမ်းမတွေ့တော့ဒီအကြောင်းနဲ့ပတ်သက်ပြီးပဲသူ့ကိုမေးလာပါတယ်။ဆိုင်းမော်မင်းသားကဘာလို့အဲ့ဒီလောက်တောင်မဲနေရတာလဲဟဲ။မင်းသားကဟုတ်ရဲ့လား။မင်းရောမဲမိမရောဖြူနေရနဲ့ကလေးကဘာလို့တဖြည်းဖြည်းနဲ့အဲ့ဒီလောက်တောင်မဲလာရတာလဲ။မသိရင်မီးသွေးနဲ့ပွတ်ထားသလိုပဲ။မင်းကလေးမဟုတ်ဟုတ်ဟုတ်ရဲ့လားဟဲ။စစ်ကြည့်စစ်ကြည့်ပါအောင်။တကယ်တော့သတိတွေပြောလဲပြောချင်စရာပါ။ သူ့ကလေးကတကယ်ကိုအသားကမဲတူပြီးတော့ကလာရုပ်ပေါက်နေပါတယ်။ပိုဆိုင်ကြီးလေးသူနဲ့မျက်လုံးမျက်ခုံးကအစဘာမှမတူတာကို သိလိုက်ရတယ်။ရွာတွေကသူတွေဘသူတွေ့တွေ့လဲမင်းကလေးမဟုတ်ဘူးဆိုရင်စကားတွေကသူ့ကိုအိမ်မက်ထဲထီတော်မှစိုးမိုးချောင်းလာနေပါတော့တယ်။အဲ့လိုဖြစ်လာလေသူ့စိတ်ထဲမှာလဲပိုလို့တော်မှတန်တရားစိတ်တွေပုံများလာခဲ့ပါတယ်။ဒါကြောင့်သူတီးမခံနိုင်တော့တဲ့အစုံသူ့ကလေးရဲ့သဘင်ကိုယူကဆေးစရာကြီးစီသွားလိုက်ပါတယ်။ ရောက်တော့ဆေးဆရာကြီးကိုအကျိုးအကြောင်းပြောပြပြီးယူလာတဲ့ကလေးစပင်ကိုပေးလိုက်ပါတယ်။ဒါနဲ့ဆေးဆရာကြီးကကာရာမန်မုတ်ထားတဲ့ရေမန်တပလာကိုယူလိုက်ပြီးသူ့ရှိမာတဲ့စပင်ကိုဆေးရေမန်နဲ့ထည့်ပြလိုက်ပါတယ်။ချက်ချင်းဆိုသလိုရေမန်ကအနီရောင်အဖြစ်ကို တမဟုတ်ချင်းပြောင်းလဲသွားပါတော့တယ်။ဒါဟုတ်သူက တွေ့တော့ဆရာကြီးကို တုံရင်စွာအံ့ဩတကြီးနဲ့မေးလိုက်တယ်။သူ့ရင်ထဲမှာလေသူ့ထင်တာမမှန်ပါစေနဲ့လို့ဆုတောင်းရင်းဆရာကြီးဒီ ဒီရဘာဖြစ်လို့အရောင်ပြောင်းသွားတာလဲအေကနဟုတ်တယ်လူလေးလူလေးထင်တဲ့အတိုင်းပါပဲဒီကလေးကလူလေးရဲ့တာရင်မဟုတ်ပါဘူးဒီစကားကိုကြားတော့သူ့နှလုံးတွေကိုဆွဲညစ်လှုပ်ခံလိုက်သလိုနာကျင်သွားရတယ်ဒီကလေးကြောင့်သူချေးရတဲ့သူ့ဇနီးကိုထားခဲ့ပြီးအမားတစ်ခုအတွက်တောင်းယူပေးခဲ့ရတာလေအခုတော့လိုက်ရင်ကသူ့ကိုတလျှောက်လုံးလှည့်စားခဲ့တာသိသွားပြီးတော့အရန်လေးစိတ်မကောင်းဖြစ်သွားခဲ့ရတယ်သူ့ရင်ထဲမှာလည်းမီးတောင်ပောက်ကွဲသလိုဘလောင်ဆူနေတယ် ူချက်ချင်းမဲ့ဒီကိစ္စကိုရှင်းဖို့အတွက်ဒေါသတကြီးနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။လှရင်နေတတော်ရုံမာတယ်မိမပဲ။ဒီကလေးကငါ့တာမဟုတ်တာငါအားလုံးသိပြီးသွားပြီ။ငါ့တာမဟုတ်ပဲငါ့ကိုတခြားလုံးလှည့်စားခဲ့။နေမိမာတွေနဲ့ပါချင်းချောက်ခိုင်းပြီးတော့ငါ့ကိုအကြက်ကင်ခဲ့။ပြောစမ်းမအောင်ဒီကလေးကငါ့ကလေးပါလို့နေပါစက်ကငါ့ကိုလိန်စားမအောင်ငါမှာတော့နေအတွက်နဲ့ငါ့မိမကိုပြစ်ပြီးတော့မှနေကိုတာဝန်ယူပေးခဲ့ရတာ။လှရင်ကဘလို့မှညင်မရတဲ့အစုံ။ အမှန်တရားကိုဝန်ခံလိုက်ရတယ်။အေးဒီနေ့ကစပြီးတော့နင်းနဲ့ငါနဲ့ဇလန်းပြီးပြီ။ငါ့ကိုလည်းလုံးဝလာမပတ်သက်နဲ့မင်းမရှုပ်။ဆိုင်းမော်ကသူ့မယဲငယ်နဲ့အပြက်ရှင်းပြီးတော့သူ့မယဲကြီးအိမ်ကိုပဲပြန်ထွက်လာခဲ့တယ်။တကယ်တော့ဒီလိုဖြစ်လာရတာကလည်းသူ့အပြစ်ကြောင့်ပါပဲ။သူ့လက်တလောခံစားချက်ကိုမထိန်နိုင်ပဲဖောက်ပြန်ခဲ့ပြီလို့အခုလိုရင်းဖြစ်လာရတာပါ။သူ့မျော်လင့်မိတယ်။သူ့ဇနီးကသူ့ကိုပြန်လက်ခံဖို့နဲ့သူ့မဘေးမှာတခြားတယောက်မရှိနေသေးဘူးပေါ့။ပြီးတော့သူ့လောက်ခဲ့တဲ့အမားအတွက် သူ့မိမပေါ်သူ့ကျူးလွန်မိခဲ့တာတွေအတွက်ခြေနဲ့အောင်တောင်းပန်ပြီးတော့အစားကနေပြန်စားဖို့သူဆုံးဖြတ်ထားခဲ့ခင်မြကိုလရအပေါ်မှာမင်းဘလောက်နာကျင်ခံစားနေရမလဲစိတ်ထိခိုက်ခဲ့ရမလဲဆိုတော့ကိုနားလဲပါရီကိုပြစ်တွေတက်လဲကိုအယမ်းနောင်နာရနေပါပြီဒါကြောင့်ကိုကိုနောက်ထပ်အခွင့်အရေးတစ်ချိန်လောက်ပေးပါနော်ကိုမင်းရောအရင်ကထပ်ပို့ပြီးတော့ပြုစုစောင့်ရှောက်ပြီးကိုပြစ်တွေကိုကုစားသွားပါမယ်စိမ့်မောင်စီကဒီစကားကိုကြားတော့ပထမတော့ခင်မြကလက်မခံခြင်းပေမဲ့ ဆိုင်းမောင်ရဲ့တကယ်လေးလေးလတ်လတ်ပြောနေတယ်ဆိုတာကို ခံစားမိတဲ့အခါနောက်ဆုံးအကြိမ်အခွင့်အရေးပေးဖို့ဆုံးဖြတ်လိုက်တော့တယ်။အဲဒီနောက်ပိုင်းမှာသူတို့နှစ်ယောက်သားစိတ်တူကိုယ်တူပျော်ရွှင်စွာနဲ့သူတို့မျှော်လင့်ထားသလိုပြီးပြည့်စုံပြီးပျော်ရွှင်တဲ့ဘဝတစ်ခုကိုဖန်တီးနိုင်ခဲ့ကြပါတယ်။ဒီလိုနဲ့တနေ့မှာတော့ဆိုင်းမောင်ဟာပျော်ရွှင်စွာနဲ့သူ့ဦးလေးဖြစ်တဲ့တိုင်ရင်စီဆရာကြီးစီကိုတွားခဲ့ပါတယ်။အเจ้าမှာသူ့ဇနီးကရှင်သွေးလေးလေထားရပြီဆိုတော့ကိုသိလိုက်ရတာအเจ้าမှာ ီးတော့သူ့ဦးလေးကလည်းသူ့မိမကိုဝင်ဆောင်တဲ့အခါအားစည်းလာယူဖို့ပြောထားတာကြောင့်အခုလိုအပ်တဲ့အစင်းမြစ်တွေအားစည်းတွေယူဖို့အတွက်လာခဲ့တာဖြစ်ပါတယ်။ဦးလေးအိမ်ရှိကိုရောက်တဲ့အခါဦးလေးကအိမ်ရှိမှာအစင်းမြစ်တွေကိုကြိတ်နေတာကိုတွေ့လိုက်ရတယ်။ပြုံးဦးလေးဟာဆိုင်းပါပါလားလာလေကွာဦးလေးစီမရောက်ဖြစ်တာတော့ကြာပြီနော်။အေးလေမင်းကအတော်ဆိုးနေတာကိုငါကြားပါသေးတယ်ကွာ။အခုရောခင်မြတ်နဲ့ပြန်ပေါင်းနေရလား။ဟုတ်တယ်ဦးလေးကြီး ခင်မကိုဝင်ဆောင်နေပြီမို့လို့အဲ့ဒါဦးလေးစီမအားစီလာတောင်းတာပြို့ဒီလိုဆိုတော့လေဘယ်ဆိုးတော်တော့ငါတို့ကအေးပါကွာပြေးပါမယ်ခဏဆောင်ကြည့်အောင်နော်မင်းတော့အဖေဖြစ်ပြီဆိုတော့သိပ်ပျော်နေပါပဲဟုတ်တယ်ဗျာပြောမပြတတ်အောင်ပျော်နေတာဗျာအကျုံမအေးပါအရင်လိုလေထပ်မဆိုးနေတော့ကြာလာဟုတ်ကဲ့ပါဦးလေးရေတုံလေးအတော်လေးကိုနောင်နှရနေပါပြီဒီမိသားစုလေးနဲ့ပျော့ပျော့ရွှင်ရွှင်လေးနေသွားဖို့ပဲဆုံးဖြတ်ထားတာအေးအေးကောင်းနေကောင်းနေ အဲဒီနောက်သူဦးလေးရစေးထည့်ပေးနေရင်နှစ်ယောက်သားကလေးဘွားတွေကရင်းနှီးခဲ့တဲ့အတိုင်းစကားပြောရင်ဆိုင်းမောင်ကသူ့ဘေးကပုံနေကဈေးမြေတချို့ကို အားစီးလို့ထင်ကအပြင်းပြေယူသွားလိုက်တယ်။အဲဒီနောက်သူဦးလေးကစကားပြောရင်နောက်လှည့်ကြည့်လိုက်မိတဲ့အခါဟိတ်ကောင်ဘာရီရှောက်ွားနေရလဲမခားတဲ့အတိုင်းပဲမင်းနေလဲ။ကျုပ်လည်းအဲ့ဒါပဲဦးလေးကိုမေးဖို့ဒါပါစေးတယ်တော့ဗျတတော်ချိုးတာပဲ။ဟိတ်ကောင်မင်းဘာရီပြောနေရလဲအဲ့စရာမျိုးမအောင်နေသူတွေစားရစေးကွာ။ တာမန်လူတွေစားရင်အယမ်းခါတာမျိုးမအောင်နေသူတွေစားရင်တော့ချို့ရဲကွာစိန်ဒီတိုင်းပုံမှန်စားပြီးရင်တော့နောက်ပိုင်းတက်တာပျောက်ကင်းသွားကြတာပဲအခုမင်းကချို့နေတယ်ဆိုတော့ဟာဦးလီကလည်းဘလို့လို့ဖြစ်နိုင်မှာလဲရကျောက်မင်းမကိုဝင်ရှိနေလို့တောင်မှဦးလီစီမဆေးလာတောင်းတာလေဗျာဘလို့လို့ပြီးတော့ကျောက်ကမျိုးမအောင်နေသူဖြစ်နေရမှာတော့ဒါကတော့မင်းမသာတေချာဆက်ဆေးပေါ့ကွာငါ့အကြောင်းလဲမင်းသိနေရပဲငါတီလို့ကိုလှုပ်လာတာမနေ့တနေ့မှမဟုတ်တာငါစေပေါ်ငါယုံကြည်ရင်ဒါနဲ့ပဲငါကုပေးနေရလီ ဆိုင်းမော်ရဲ့မျက်နှာကြီးချက်ချင်းဖြူလျော်သွားတယ်။သူ့ခုံးကတတိထားမိတာကသူ့စီးအများကြီးဝါနေမိတာတောင်မှအခုထိတစမ်းမှမခားသေးဘူး။သူသာတကယ်လို့မျိုးမအောင်ခဲ့ဘူးဆိုရင် သူ့မိမရဲ့ဗိုက်ထဲကကလေးကဘယ်သူနဲ့ရတဲ့ကလေးလဲ။ပြီးတော့သူ့ခင်မင်းရဲ့ပြန်ပောင်းနေကလည်းသူ့မရှိချိန်တုန်းကဘလို့နေခဲ့လဲဆိုတာတခါမှမမေးခဲ့ဘူးသေးဘူးလေ။ဒါပြင်အရင်မိမတော်ကလည်းတခြားသူတွေနဲ့အိပ်ပြီးမှသူ့ကိုယ်ဝဲမှလို့ညာပြောခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီးတွေးလိုက်မိတယ် ဒါဆိုလိုက်ရင်ကလည်းသူနဲ့ပေါင်းနေရင်တော့မှသူ့နောက်ွယ်မှာတခြားသူနဲ့ဖောက်ပြန်နေမှာကိုပါသိလိုက်ရတယ်။အခုလေသူ့ရဲ့ငယ်လေးငယ်များဖြစ်တဲ့သူ့ချီးရတဲ့ဇနီးကပါအခုလိုဖြစ်နေတယ်ဆိုတော့သူ့အဖြစ်ကိုပြန်တွေးရင်သူ့ကိုယ်သူယူကျုံမရဖြစ်နေခဲ့တယ်။တကယ်တော့ဒါရီအားလုံးကသူ့အဖြစ်တွေပဲမဟုတ်လား။ဘသူကမှအဖြစ်တင်လို့မရလောက်အောင်ကို သူ့မှာပဲအဖြစ်ရှိနေခဲ့တာလေ။အရာအားလုံးကိုတိသွားပြီးတဲ့နောက်မှာလေးပင်နဲ့ခြေလမ်းတွေနဲ့သူ့အိမ်ကိုပြန်လာခဲ့တယ်။ ဒီလိုရင်နာစရာအဖြစ်မျိုးနှစ်ခါထက်ကြုံရမယ်လို့သူဘယ်တော့မှမျှော်လင့်မထားခင်မိပါဒါကြောင့်လေသူမိမကိုဘာမှမမေးမိတာလေအိမ်ပြန်ရောက်တော့အရာအလုံးအပေါ်မှာတစိမ့်စိမ့်တွေ့ရင် သူ့ကိုယ်ကိုသာသူအပြစ်တင်နေမိတယ်ဒါအောင်ခင်များကသတိချမိသွားပြီးတော့အကိုဘာဖြစ်နေရလဲမိမမကောင်းလို့လားအကိုရဲ့ဆရာကြီးစီကပြန်လာတဲ့ကအရန်ကိုငြင်းကြနေရင်နော်ကို့ဦးလေးကဘာများစူလိုက်လို့လဲခင်များကိုမင်းကိုမေးချင်တာလေးတခုရှိတယ် อืมမင်းလေးကိုဘာများလဲကိုမင်းကိုထားခဲ့တဲ့အချိန်မှာဘလို့နေခဲ့လဲကိုပုံဝင်လင်းလင်းမဲမေးမယ်ကွာမင်းတခြားသူတယောက်နဲ့အတူတူနေခဲ့ရလားဆိုင်းမော်ရဲ့အမေကြောင့်ခင်မရရင်နဲ့ဒိန်းကြီးနဲ့ဖြစ်သွားတယ်ပြီးတော့အန်အော်ဝမ်းနေတဲ့အမူယာက သူ့မျက်နှာမှာအတိုင်းသားမြင်နေရပြီးခဏလောက်ငြိမ်ကြသွားတယ်အဲဒီနောက်သူအယားယာကိုရင်ဆိုင်မှု သူ့ယောက်ျားအပေါ်ယူသားဖို့ကိုပဲရေးချေလိုက်ပြီးတော့အကုန်လုံးကိုအမှန်အတိုင်းပြောပြလိုက်တယ်ဟုတ်ပါတယ် ကိုဆိုင်မရှိတဲ့နောက်မှာကျမကိုလာပိုးပန်းကြတဲ့သူအများပြရှိခဲ့တယ်။ပြီးတော့အဲ့ချိန်တုန်းကကျမအနာမှာဘသူမှရှိမနေခဲ့ပဲကျမအရန်ကိုအထီးကျန်နေခဲ့တာလေ။ရှင့်ကိုပဲအရာရာအားကိုးမိခိုးနေခဲ့တာ။ရှင့်ကျမကိုထားသွားတော့ကျမကိုစောက်ရှောက်ပေးမိသူဘသူမှမရှိခဲ့ဘူး။မိမသားတယောက်တည်းရက်တင်ရတဲ့ဘဝမှာရောက်ကြအများစုကလက်တိတ်ဆန်းကျင်ကြတယ်။အလကားရကျင်ကြတယ်။ဒီလိုအန်ရကနေကာဝယ်ဖို့ကျမတစုံတယောက်ကိုကာပါယူထားခဲ့ရတာ။ ပြီးတော့ရှင်ကျမစီဘယ်တော့မှပြန်မလာနိုင်တော့ဘူးဆိုတာလေကျမအတွေ့အထိမှာတင်ကြနေခဲ့တယ်လေမကြခင်ကရှင်ရုတ်တရက်ပြန်ရောက်လာတော့ကျမသူ့ကိုရှင်နဲ့ပဲအတူတူနေခြင်းကြောင့်ပုံမှန်လေးလေးပြောပြပြီးတော့အဆက်ဖြတ်လိုက်တယ်ဒီဖြေကသူ့အတွက်နောက်ထပ်ရင်ဆိုင်ရမယ့်ဒတိုင်းတစ်ခုပါပဲဒီလိုလေးဖြေရတာအဓိကတရားခံကသူပဲလေသူတော်စိတ်အလိုမလိုက်မိခင်တခြားသူနဲ့မဖောက်ပြန်ခင်အစာတွေကဘာပြက်တနာမှရှိလာမှာမဟုတ်ဘူးသူ့မိမနဲ့လည်းခွဲရမှာမဟုတ်ဘူး သူများကလေးကိုလည်းသူပြုစုခဲ့ရမှာမဟုတ်ဘူး။ဒါပြင်သူ့မိမလည်းတခြားသူလက်ထဲရောက်သွားမှာမဟုတ်တလို့တခြားသူရဲ့ကလေးလေးကိုလည်းခုလိုလွှဲထားရမှာမဟုတ်ဘူး။အခုလိုရင်နာကြရီရှိလာမှာမဟုတ်တဲ့ပြင်အမေးကြင်နာနာပျော့ပျော့ရွှေရွှေနဲ့ပဲအမေးနေရမှာလေ။သူခဏမြသူ့အပြစ်တွေကိုတွေးလိုက်ပြီးသူ့မိမပေါ်အယံတနာသွားတယ်။သူ့ကြောင့်နဲ့သူ့မိမအယံနာကျင်နေခဲ့ရမှာကိုတွေးပြီးတော့ခင်မြပိုက်ထဲကရင်သွေးလေးဟာသူ့ရင်သွေးလေးမဟုတ်တာကိုမပြောပြတော့ဘူးဆုံးဖြတ်လိုက်ပြီး ခင်မကိုတင်းင်းကြကြဖတ်ထားလိုက်ကသူမဝမ်းနည်းမှုတွေကိုဖြည့်သိမ့်ပေးလိုက်တယ်။အဲဒီနောက်ပိုင်းမှာလေသူ့မိသားစုအပေါ်မှာယောက်ျားကောင်တယောက်အဖြစ်မမမမတ်ရက်တည်နိုင်အောင်ကြိုးစားပြီးသူ့မိမရဲ့ရင်သွေးလေးကိုလည်းသူ့သားအရင်လေးအဖြစ်ချစ်မြတ်နိုးခဲ့ကောပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးအဖြစ်ပြုစုပြူထောင်ပြီးသူ့အဖြစ်တွေကိုကုစားသွားခဲ့ပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်။ပရိသတ်တိတ်အနေနဲ့ဒီဇာတ်လမ်းလေးကိုကြည့်ရှုခြင်းအားဖြင့်ဖောက်ပြန်ခြင်းကဘလောက်တောင်ဆိုးရွားလဲဆိုတာနဲ့ပတ်သက်ပြီးတော့ အသိပညာဗဟုသုတရရှိသွားကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။မကြာခင်မှာလေအခုလိုဗဟုသုတရရှိစရာအသိပညာပေးပုံမြင်လေးတွေကိုပုံမှန်တင်ဆက်ပေးမှာဖြစ်လို့ခွန်ကျွေး channel လေးကို subscribe နဲ့အသက်တနိုင်အမြင်တွေ့ရအောင်လေဘေးနာနိုတီခေါင်းလောင်းလေးကိုနှိပ်ပေးထားခဲ့ကြပါအောင်ရှင့်။ကဲဒါဆိုရင်တော့နောက်ထပ်ဇာတ်လမ်းလေးမှာပြန်လည်ဆုံတွေ့ကြပါအောင်မယ်နော်။